အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကတော့ကျွန်တော်ထိုက်စီ20ကို ပြန်လည်မြောက်ပြီးတော့มาဖြစ်ပါတယ်ခင်ဗျာထိုက်စီ3လုံးယူတဲ့နေ့ဖြစ်ပါတယ်ဗောနော် Okay ဒါဆိုရင်ကျွန်တော်တို့ရဲ့20ကိုအတူတူလေ့လာကြည့်အောင်ဗောနော်ဒီရှောင်းရှောင်းနှစ်တပင်ကနေရှောင်းရှောင်းကတပင်ကို လေ့လာကြည့်အောင်ဗောနော်နံပါတ်1အနေနဲ့ဒီရှောင်းတော်များရှစ်ရှောင်းရှောင်းနှစ်ကနေဒီရှောင်းရှောင်းကရာတိတပင်ကိုအတူတူ လေ့လာကြည့်အောင်ဗောနော် โอเค20ก็တော့ကျွန်တော်ဒီ6နဲ့နေပေါင်းရှင်ရှိဖြစ်ပါတယ်8ကို9နဲ့ပေါင်းရှင်ကဆက်ခွန်ရတယ်ဗောနောခွန်ပေးကြည့်မယ်8 3လီက24 4ကိုတော်မြန်နဲ့ပေါင်း4 4နဲ့9ပေါင်းရှင်9ဆိုတဲ့အတွက်ဒီခွန်နဲ့9ပေါင်းရှင်16ဖြစ်ပါတယ်ဒါကြောင့်မို့6ခွန်8ထိစီ3လုံးယူมาဖြစ်ပါတယ်ခင်ဗျာနောက်ထပ်တစ်ပြေမှာကဒူချပေးသွားတာက665ဖြစ်တဲ့အတွက်ကြောင့်မို့ထိစီ3လုံးထက်က6ထိစီဖြစ်ပါတယ် โอเค665ပြီးတော့ကျွန်တော်96နှစ်တရားလေးတပင်ကိုထပ်ပြီးလေ့လာကြည့်မယ်ဗောနောနံပါတ်1ဒီ6နဲ့3မြောင်း6 6နဲ့814ကို လေးပဲရေးมาဖြစ်ပါတယ်93လီ90နဲ့ခွန်ခွန်နဲ့ခွန်ပေါင်း74 4 6ပေါင်း30ပေါ့နော်ငါးတလုံးကြံမယ်ဆိုတော့4နဲ့5ပေါင်းရှင်900ရာတွေအတွက်9တုံများတိထိတ်စီ3လုံးထဲကခြားပြီးသွားတာက962ဖြစ်တဲ့အတွက်ကြောင့်မို့9ထိတ်စီဖြစ်ပါတယ် ။ Okay နောက်ထပ်6ရောင်းနှစ်တပင်ကနေထပ်ပြီးတော့လေ့လာကြအောင်ပေါ့နော်။နံပါတ်3ဒီ6နဲ့6ပေါင်းစနစ်နေနဲ့5ပေါင်းရှင်း9ဖြစ်ပါတယ်။6နဲ့7ပေါင်း30 9 3နဲ့29 9 96ရောင်း5ပေါင်း71ဆိုတော့ခွန်နဲ့တင်နဲ့ထပ်ပေါင်းတာရှေ့ရတဲ့အတွက်၈၉တုံများထိတ်တုံးလုံးရတယ်ပေါ့နော်။နောက်ထပ်ဒီပင်မှာတုံညာလေးလေးဖြစ်ပါတယ်။ဒါကြောင့်မို့ထိတ်စီအနေနဲ့တုံညာထိတ်စီဖြစ်ပါတယ်။ ုံညာလေးလေးကနေထပ်ပြီးလေလာကြအောင်ပေါ့နော်နံပါတ်၄ဒီ၄နဲ့တစ်ပေါင်း၅ငါ့ကိုနင်းနေပေါင်းရှင်း900တာဖြစ်ပါတယ်33 996က15ဒီ9နဲ့ပေါင်းရင်20 3ဒလုံးကြံတဲ့အတွက်9နဲ့3နဲ့ထပ်ပေါင်းရှင်း30ရတဲ့အတွက်ဒုံညာတင်းနဲ့ထိပ်စီ3လုံးရတာဖြစ်ပါတယ်နောက်ထပ်ဒီပြင်မှာနင်းနစ်တစ်ဖြစ်ပါတယ်ဒါကြောင့်မို့နင်းထိပ်စီပေါ့နော် ။ Okay နောက်ထပ်အနည်းနည်းတပင်ကနေကျွန်တော်ထပ်ပြီးတော့ချစ်လေးသုံးချပေးသွားတဲ့တပင်ကိုလေ့လာကြအောင်ပါနော်။ဒီနေ့နဲ့တောင်များပေါင်းနေ့နေ့နဲ့ကိုပေါင်းတာက7ဖြစ်ပါတယ်။ကိုရှိကစက်ခွန်ခွန်နဲ့၄ပေါင်း7တိတ်ကို9ပေါင်း6တင်းနဲ့6ပေါင်းစက်ခွန်ပေါင်းတော့ခွန်ချစ်ကိုထိပ်စီ၃လုံးထဲက၈လေး၃ချပေးသွားတယ်ပေါ့နော်။ဒါကြောင့်မို့ချစ်ထိပ်စီဖြစ်ပါတယ်။ခွန်ရှိကိုထဲကချစ်ထိပ်စီ၈လေး၃ နံပါတ်6 843ကနေနောက်ထပ်တပင်ဖြစ်တဲ့663တပင်ကိုလေ့လာကြည့်မယ်ပေါ့နော်46ပေါင်းရှင်း30 5တလုံးကျန်တဲ့73နဲ့24 6ပေါင်း73ပေါ့နော်ဒီအနောက်က9နဲ့9ပေါင်း3ညဖြစ်ပါတယ်9နဲ့3ပေါင်း8ဆိုတဲ့အတွက်693ညအထိစီ3လုံးရတယ်ပေါ့နော်နောက်ထပ်တပင်မှာက663ဖြစ်ပါတယ်ဒါကြောင့်မို့693ညအထိစီ3လုံးထဲကအချက်ထိစီချပေးသွားတာဖြစ်ပါတယ် โอเคဒီရှင်းလျှောက်တုံးတပင်ကနေဒီ6ရဲ့နေ့ရက်ပေါင်း8ရှင်းနဲ့ခွန်ပေါင်း55ငါးပဲရပါမယ်ရှင်းနဲ့ချိန်16ပေါ့နော်3တလီ3ဆိုတဲ့အတွက်6နဲ့3ပေါင်းရှင်းဒီ9ဖြစ်ပါတယ်အဲ့ဒီ9နဲ့3ပေါင်းရှင်းက7နှစ်နေ့ကုန်9နဲ့ထပ်ပေါင်းခွန်9နဲ့ခွန်နဲ့ထပ်ပေါင်းတာ7နှစ်ရတဲ့အတွက်နေ့3လေးထိပ်စီး3လုံးရတယ်ပေါ့နော်ခြားပြီးတော့တာကနေ့3ည9ပေါ့နော်ဒါကြောင့်မို့နေ့ထိပ်စီးဖြစ်ပါတယ် နစ်တော်များကုတပင်ကနေနောက်ထပ်တပင်ကိုလေ့လာကြအောင်နံပါတ်6တုံညာနဲ့လေးပေါင်းရှင်လေးလေးနဲ့တုံညာနဲ့ပေါင်းရှင်လေးဖြစ်ပါတယ်တုံးခွန်ပေါင်းရှင်က30ဘောနော်ရှောက်3 28ကို9နဲ့ပေါင်းတာဆက်ခွန်ခွန်9ပေါင်း7နှစ်လေးနဲ့နှစ်ပေါင်းရှင်6ဖြစ်တဲ့အတွက်ကြောင့်မို့6ခွန်8ထိစီ3လုံးရတာဘောနော်ခြားပြီးသွားတာကခွန်ခွန်9ဖြစ်ပါတယ်ဒါကြောင့်မို့ခွန်ထိစီခွန်ခွန်9ဖြစ်ပါတယ် ။ Okay ကျွန်တော်0099တပင်ကနေထပ်ပြီးတော့အတူတူပေါင်းကြည့်မယ်ပေါ့နော်။ခွန်ကို66 6နဲ့ပေါင်းဆက်နေရတာဖြစ်ပါတယ်ဒီမှာရေးလိုက်မယ်ပေါ့နော်ညလေးလေးပေါင်းရှင်ချစ်ရှစ်ကအဲ့မှာ၄ကြိမ်ပေါ့နော်၈၃၈၄၃၀နဲ့နဲ့နှစ်ကိုဒီအနောက်ကခွန်9ပေါင်းလေးနှစ်ဆိုတော့နှစ်နှစ်ပေါင်းလေးနှစ်လေးထပ်ပေါင်းတော့6ဖြစ်တဲ့အတွက်6ခွန်8ထိပ်စီ၃လုံးရတာဖြစ်ပါတယ်နောက်ထပ်ဒီပြင်မှာကခွန်3ည3ညဖြစ်ပါတယ်ပေါ့နော် ဒါကြောင့်မို့ထိတ်စီအနေနဲ့ခွန်ထိတ်စီဖြစ်ပါတယ်။ Okay နံပါတ်30ခွန်3ည3ညတပင်ကနေနောက်ထပ်တပင်ကိုလေ့လာကြည့်အောင်မလားခင်ဗျာ။တုံညာနှစ်လေးပေါင်းချင်း600ရာဖြစ်ပါတယ်ရှင်းနေနှစ်ပေါင်းချင်းက30လေး3လီစနစ်ကိုရှင်းနေပေါင်းရင်30 5လုံးကျန်နေပါတော့6နဲ့5ပေါင်း17ရာတွေအတွက်ကြောင့်မို့တင်းနှစ်3ထိတ်စီ3လုံးစုပြီးရာတာပေါ့နော်နောက်ထပ်တစ်ပြန်မှာခြားပြီးတော့တာက300ဆိုတဲ့အတွက် တုံးထိပ်စီဖြစ်ပါတယ်တုံးခွန်းခွန်းတပင်ကနေနောက်ထပ်တပင်ကိုလေ့လာကြအောင်အဘွားယူတဲ့နေ့တိုင်းပဲပေါ့နော်ခွန်းရဲ့နေ့ပေါင်း99ရောက်ပေါင်း15ရတာဖြစ်ပါတယ်ချောင်းနဲ့၅ပေါင်း7နှစ်3 6ဆိုတော့6တက်ခွန်ခွန်နဲ့ဒီအနောက်ဆုံးက9နဲ့ပေါင်းတာ7နှစ်ဖြစ်ပါတယ်9နဲ့နှစ်နဲ့ထပ်ပေါင်းတော့ခွန်ရတဲ့အတွက်ကြောင့်မို့ခွန်ချစ်ကိုထိစီ3လုံးရမှာပေါ့နော် အဲ့ဒီချစ်ကိုလေးဆိုတဲ့အတွက်ကြောင့်မို့ချစ်ထိတ်စီချပေးသွားတာဖြစ်ပါတယ်။ချစ်ကိုလေးတပင်ကနေနောက်ထပ်တပင်ကိုလေ့လာကြည့်အောင်နံပါတ်7အဘွားယူတဲ့ဤအတိုင်းပဲဒီအလဲထိုင်6အလဲထိုင်9ကိုတင်းနဲ့ထပ်ပေါင်းအောင်ပါဗောနော်9နဲ့တပောင်း35ထပ်ပေါင်းတော့9ခွန်ရှိက35 3 3 3ဆိုတော့ဒီ9နဲ့ပေါင်း30 3နဲ့9ပေါင်းရှင်းချရတဲ့အတွက် 5ချေပေါင်းချင်း73ဖြစ်ပါတယ်ဒါကြောင့်မို့305ထိပ်စီးဆိုပြီးရတာဖြစ်ပါတယ်ခင်ဗျာခြားပြီးတော့တာက963ဆိုတဲ့အတွက်305ထက်က5ထိပ်စီးဖြစ်ပါတယ်နံပါတ်73ဒီအလဲထိုင်6ကို9နဲ့ပေါင်းတာ7တဲ့9ပေါင်းချင်း3ညာဖြစ်ပါတယ်။5ပေါင်း9ပေါ့နော်9နဲ့ဒီခွန်3နဲ့7ဆိုတော့ပေါင်းချင်း30 5ပေါ့နော် တုံများနဲ့ငါးပေါင်းချင်း၅ရာဒီအတွက်ကြောင့်မို့၅၆ခွန်ထိပ်စီ၃လုံးထဲက၆၈ခွန်ဆိုတဲ့အတွက်ကြောင့်မို့၆ထိပ်စီ၆၈ခွန်ဖြစ်ပါတယ်။နံပါတ်၁၄၆၈ခွန်တပင်ကနေထပ်ပြီးလေ့လာကြည့်အောင်လားခင်ဗျာ။ရှင်းနဲ့၆ပေါင်းချင်းဒီ၁၄ဖြစ်ပါတယ်။၄ကို9နဲ့ပေါင်းချင်းက၁၁တိချပေါင်း9 96က15 9နဲ့ပေါင်းရင်20ဆိုတဲ့အတွက်တုံညာပါနော် တင်းနဲ့တုံညာနဲ့ထပ်ပေါက်တာတင့်ဆိုတဲ့အတွက်တင်းနဲ့တုံထိတ်စီတုံလုံးထဲကနိနိခွန်ဆိုတဲ့အတွက်နိထိတ်စီခြာပြီးသွားခေတာဖြစ်ပါတယ်။နံပါတ်15ပေါ့နော်ဒီနိနိခွန်တပင်ကနေထပ်ပြီးတော့လေ့လာကြအောင်နိနဲ့၄ပေါင်းချင်း6 6ကိုနိနဲ့ပေါင်းချင်း7ဖြစ်ပါတယ်။လေးခွန်ပေါင်းချင်း7တိကို၄၃၂ဆိုတော့ပေါင်းချင်း၃၃နဲ့6ပေါင်းချင်းက 995ပေါင်း14ရာတွေအတွက်ကြောင့်မို့ရှင်နယ်လေးထပ်ပေါင်းတာစနစ်နေ့3လေးထိပ်စီး3လုံးရတာဖြစ်ပါတယ်388ဆိုတဲ့အတွက်3ထိပ်စီးချပေးသွားတာဖြစ်ပါတယ်ခင်ဗျာ9ချိန်အတွက်ဒီ388တပင်ကနေထပ်ပြီးလေးလာကြည့်မယ်ပေါ့နော်တနည်းအရာဒီရှင်းနေရှင်းပေါင်းရှင်းဒီ16ရှောက်တေပေါင်းရှင်း900တွေပေါ့နော်တေ6ပေါင်းရှင်းခွန်ခွန်က၄ချိန်ဖြစ်သွားတဲ့အတွက်20နဲ့8 ရှေ့ကို6ပေါင်း7၄တို့9ပေါင်း9ဆိုတဲ့အတွက်ခွန်9ထပ်ပေါင်းတော့16ရာတဲ့အတွက်6ခွန်8ထိပ်စီ3လုံးဆိုပြီး9ကျင်းအတွက်ထိပ်စီ3လုံးရာနေတာဖြစ်ပါတယ်။ဒါဒီတွနည်းကိုကျွန်တော်တို့မိတ်ဆွေများလေ့လာလို့ရအောင် အထောက်အကူရအောင်ရည်ရွယ်ပြီးတော့သင်ပြပေးရှင်းတာဖြစ်ပါတယ်ဗျာနော်။6ထိပ်စီ6ချောင်းက9ထိပ်စီ9ချောင်းနဲ့၃ညာလေးလေး နေထိုင်စီနေနေတဲ့ရှစ်တလုံးရှစ်လေးတုံးရှစ်ကိုတုံများတဲ့ကခြေထိုင်စီရှစ်လျှောက်တုံးခွန်ခွန်ကိုခွန်တုံများတုံများတုံးခွန်ခွန်ရှစ်ကိုလေး96တုံး6ရှစ်ခွန်နင်းနေခွန်3ရှစ်ရှစ်ဒီကိုကျိန်မှာတော့တဲ့နည်းအရာ6ခွန်ရှစ်ထိုင်စီတုံးလုံးစပြီးရတာဖြစ်ပါတယ်ကျွန်တော်တို့အရှိယဗီဒီယိုမှာထိတ်စီလေးလုံးတွင်နှမျိုးကိုလည်းတင်ပြထားပြီးပြီဖြစ်ပါတယ် ဒီဟာလေးဖြစ်ပါတယ်ဗောနော်သွယ်နည်းနံပါတ်3နဲ့နည်းနဲ့ဖြစ်ပါတယ်ရှစ်6ခွန်ကနေစပြအထားချင်းဖြစ်ပါတယ်ဗောနော်တုံညာလေးလေးနည်းနည်းသိလေးတော့6 6 3နှစ်တုံညာကိုခွန်ခွန်ကိုခွန်တုံညာတုံညာ3ခွန်ခွန်6လေး6လေးဗောနော်အဲ့ဒီတွင်းနည်းနှမျိုးစလုံးမှာဆိုရင်9 3လေးရဲ့9 5 6ရဲ့မှာပုံတူထိပ်စီးဒီ9ထိပ်စီးရနေတယ်ဗောနော်โอเคခုနက6ခွန်ရှင်းထိပ်စီးတွေအတွက်တွင်းနံပါတ်1မှာတော့ရှင်းတလုံးထိပ်စီးတူတယ်ဗောနော် ဒါကြောင့်မို့ကျွန်တော်တ23ခုမှာကျွန်တော်50ရာခိုင်နှုန်းဖြစ်ပါတယ်ဗောနော်ကျွန်တော်6ထိပ်စီအပိုင်ရေလို့လဲမဟုတ်ဘူးဗောနော်2200 220နဲ့တူရှိတဲ့အကြောင်းလေးကိုကျွန်တော်မိတ်ဆွေများသိအောင်ထိပ်စီ3လုံးကိုတင်ပြပေးရှင်းဖြစ်ပါတယ်။ Okay နောက်ထပ်ဗီဒီယိုမှာအလေထိန်3လုံးတွယ်ရင်းဤကိုလည်းတင်ပြသွားအောင်မှာဖြစ်တဲ့အတွက်ကြောင့်မို့လဲဗီဒီယိုကိုလည်းကြည့်ရှုအားပေးကြပါအောင်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်။